ယ်မြှောက်ထုတ်မှုတွေနဲ့လူကုန်ကူးမှုတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြတဲ့စီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein နဲ့ American သမ္မတဟောင်း Bill Clinton တို့ကြားဆက်ဆံမှုတွေကိုစုံစမ်းပေးဖို့တရားရေးဝန်ကြီးဌာနစီတောင်းဆိုမယ်လို့ American သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ Trump ကိုယ်တိုင်ကလည်းအတိတ်မှာ Epstein နဲ့ရင်းနှီးခဲ့သူတူပါ2019တုန်းကအချင်းခံတဲ့မှာကိုကိုကိုအဆုံးစီရင်သွားတဲ့ Epstein ဟာတခြားထင်ရှားကြကြတဲ့အနေငယ်ရေးသမားတွေစီးပွားရေးလုပ်ငန်းရှင်တွေ အနုပညာကျေဝွင့်တွေနဲ့လည်းတည်ကျွမ်းခဲ့သူပါအသက်မပြည့်သေးတဲ့မင်းကလေးတွေပေါ်လည်းအမျက်ထုတ်တာလူကောင်ကူရတွေနဲ့ပတ်သက်လို့ Abstain ကိုတရားစီရင်စစ်ဆေးထားတဲ့အမှတ်တမ်းတွေကို Abstain Finally လို့ခေါ်ဝေါ်ပါတယ်အားလုံးကိုအပြည့်အဝမထုတ်ပြန်သေးပဲကန့်သက်ထိန်းသိမ်းထားတဲ့အဲ့ဒီအမှတ်တမ်းတွေထဲမှာ Trump နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့ Trump တမရမဖြစ်လာခင်က Abstain ရဲ့မကောင်းမှုတွေမှာဆက်နွယ်ပါဝင်ခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးတွေကိုတော့မတွေ့ရသေးပါဘူး ထရမ့်ကတော့ abstain fine တွေနဲ့ဆက်ဆက်ပြီးသူ့ကိုနာမည်ဖျက်ဖို့ကြိုးစားနေတာမှန်သမျှအောင်အတိုက်အခံ Democratic Party ရဲ့နိုင်ငံရေးထိုးနှက်ချက်တစ်ခုသာဖြစ်ပြီးသူကဘာအမှားမှမရှိခဲ့ဘူးလို့အချင်းချင်းပြောထားမှုပါတယ်အခုတော့ထရမ့်က Democratic Party ကိုစားပြုတ်သမရဟောင်း Clinton နဲ့တခြား Democratic Party ဝင်တချို့က abstain နဲ့အဆက်နွယ်ပတ်သက်ကြတာတွေကိုစုံစမ်းဖော်ထုတ်ပေးဖို့တရားရေးဝန်ကြီးဌာနနဲ့ Federal Talent Bureau FBI ကိုတောင်းဆိုထားကြောင်းပြောကြားခဲ့ပါတယ် တရားရေးဝန်ကြီးဌာနကလည်းဗန်တချို့နဲ့ထင်ရှားတဲ့ဒီမိုကရက်တစ်နိုင်ငံရေးသမားတချို့ကတငယ်မတိုင်းသမားစီးပွားရေးလုပ်ငန်းရှင် Upstate နဲ့ဆက်ဆက်နိုင်ငံတွေကိုစုံစမ်းရှာဖွေသွားမယ်လို့အတည်ပြုခဲ့ပါတယ်။တရားရေးဝန်ကြီးလည်းဖြစ်တဲ့အရှိနေချုပ်ပန်ပွန်ဒီကသူ့ရဲ့ဝန်ကြီးဌာနဟာစုံစမ်းစစ်ဆေးမှုတွေကိုထိထိရောက်ရောက်လှုံ့ဆော်သွားမယ်လို့ပြောပါတယ်။ Upstate Foundation ကထောင်ထဲချတဲ့ email တွေကို American လွှတ်တော်ကထုတ်ပြန်ခဲ့တဲ့နောက် Trump ကအခုလို တုံ့ပြန်လာတာပါ။အဲ့ဒီတဲက email ချုပ်မှာ ထရမ့်ကိုရင်ညွှန်းထားတာတွေပါဝင်ခဲ့ပေမဲ့တခုခုအပြည့်ရှိပါတယ်လို့လက်စုပ်လက်ကင်တက်တေပြလို့ရတဲ့အချက်လက်တွေတော့မပါဝင်ခဲ့ပါဘူးဒီမိုကရက်တစ်ပါတီဝင်တွေကတော့ထရမ့်ဟာသူနဲ့အက်စတင်းကြောက်အဆက်ဆက်ရေးအကြောင်းနှစ်နိုင်ချွတ်ချွတ်မေးခွန်းထုတ်တိုင်းရှောင်လွဲနေတယ်လို့စွပ်စွဲထားပါတယ်ထရမ့်ကတော့သူဟာကလင်တန်နာမကပဲ JP Morgan Chase Bank ဘန်ဒါယေးဝန်ကြီးဟောင်း Larry Summer LinkedIn 2000 Reid Hoffman တို့ကိုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးပေးဖို့ ဖွန်ဒီစီတောင်းဆိုထားတာပါဟော့မန်ကဒီမိုကရက်တစ်ပါတီရဲ့အဓိကအလှရှင်တူပါထရမ်ကအက်စတိန်ကိုရင်ဟာဒီမိုကရက်တစ်ထောက်ခံသူတူဖြစ်ပြီးလက်ရှိကိစ္စဟာဒီမိုကရက်တစ်ရဲ့ပြဿနာဖြစ်ကြောင်း Republican Party နဲ့မဆိုင်ကြောင်းလူမှုကွန်ရက်မှာရေးသားထားပါတယ်ဒီမိုကရက်တစ်အားလုံးကအက်စတိန်အကြောင်းကိုသိကြကြောင်းဒီတော့မစီမဆိုင်သူ့အပေါ်လာပြီးအာယုံဆိုင်ရင်အချိန်မပြုံးသင့်ကြောင်းသူ့မှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ရမယ့်တာဝန်တွေရှိနေကြောင်းလဲ Trump ကဆိုပါတယ် JP Morgan Chase Bank ရဲ့ပြောရေးဆိုခွင့်ရအရာရှိတဦးကတော့ Abstain နဲ့စီးပွားရေးအတူတွဲလုပ်ခဲ့ဘူးတာတွေအတွက်နောင်တရကြောင်းဒါပေမဲ့သူ့ရဲ့အစိုးရတဲ့လုပ်ရက်တွေမှာတော့ဘယ်လိုပါဝင်ပတ်သက်မှုမှမရှိခဲ့ကြောင်းဖြည့်ရှင်းပြောကြားထားပါတယ်ရှင်